ကဲအပြောင်ညီကိုရေကျော်ချယ်ဆီအသင်းကတော့ဒါပြီးခဲ့တဲ့နောက်ဆုံးကစားခဲ့တဲ့ဒါချန်ပီယံလိပွဲစဉ်မှာတော့ဘာစီလိုနာကို3-0ဆိုရရလက်နဲ့ အနိုင်ရရှိတဲ့အပြင်ကိုမှ clean ရှိပါရရှိခဲ့တယ်။ဒီနေ့မှာဆိုလို့ရှိရင်ဒါ Chelsea ကကျော်ဒါ Premier League ပွဲစဉ်ဖြစ်လာ London Derby ပွဲစဉ်ဒါ Arsenal ကိုဒါအိမ်ကွင်းမှာလက်ခံကစားသွားမယ်ပေါ့။ကျော်ဒီအကြောင်းအရာလေးတွေမပြောခင်မှာဒါ Chelsea လက်ဆောင်ပေးမဲ့အစီအစဉ်လေးကိုလည်းကျော်ထည့်ပြီးတော့ပြောပြပေးခြင်းပါတယ်။ကျော် Chelsea လက်ဆောင်ပေးတဲ့အစီအစဉ်ကတော့အရင်ကလုံထုံးလုံနေအတိုင်းပဲဘာမှပြောင်းလဲသွားတာမျိုးမရှိဘူး။ကျော်ရှေ့တစ်ပတ်မှာဆိုလို့ရှိရင်လည်းဒါ Chelsea လက်ဆောင်ရတဲ့သူတွေရှိတယ်။ကျော်ဒီလကုံကြလို့ရှိရင်ကျော်ဒါ Chelsea လက်ဆောင်ပေါင်ပွဲပေါက်ပြီးသားသူတွေ ကိုဒါဂျာစီလက်ဆောင်တခါတည်းပြည့်ရသွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီကြောဒါမတိသေးတဲ့သူတွေအတွက်စီကန်းချက်လေးတွေကိုတစ်ခေါက်ထပ်ပြီးတော့ရှင်းပြခြင်းမာတည်တယ်ကျွန်တော်အများတန်းဗီဒီယိုထဲမှာဒီစီကန်းချက်လေးတွေကိုတေချာရှင်းပြပါတယ်နော်ဟိုနေ့ကဆိုလို့ရှိရင်လည်းအဖြေမှန်တဲ့သူတွေရှိပင်မဲ့ကျွန်တော်စီကန်းချက်နဲ့မကိုက်ညီတာဖြစ်တဲ့တော့ပေးလို့မရဘူးအဖြေမှန်တဲ့သူ၃ယောက်ရှိရဲဒါမဲ့စီကန်းချက်၃ချက်လုံးနဲ့ကိုက်ညီတာဆိုလို့ကျွန်တော်တယောက်ပဲပါတာဖြစ်တဲ့ကြောင့်မို့အဲ့တယောက်ကဂျာစီလက်ဆောင်ရသွားတယ်အဲ့လိုမျိုးဖြစ်တဲ့ကြောင့်မို့ကျွန်တော်စီကန်းချက်လေးတွေကိုတေချာလိုက်လို့စေခြင်းပါတယ်တကယ်တကယ်အဖြေမှန်တဲ့ခါကြလို့ရှိရင် ရှင်ကြီးလိုက်လို့ခါကြလို့ရှင်ကျုပ်စီကန်းချက်တွေအားလုံးပြည့်နေတဲ့သူကိုပဲကျုပ်ဂျာစီလက်ဆောင်ပေးလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစီကန်းချက်လေးတွေကိုတေချာလိုက်ပြီးတော့နားထောင်ပြီးတော့ live လုပ်စေချင်ပါတယ်ကျွန်တော်နံပါတ်1ပြောမယ်ဆိုလို့ရှင်ကျုပ်လွယ်လွယ်လေးပါပဲကျွန်တော်ဒီ post ကို public နဲ့ share ပေးထားပါမယ်ပြီးလို့ရှင်နောက်ထပ်နံပါတ်2အချက်ကကြတော့ကျွန်တော် comment မှာ telegram link လေးချပေးရမယ်အဲ့ဒီ telegram link လေးကို join ထားပေးရပါမယ်အဲ့ဒီ telegram link လေးမှာလည်းကျွန်တော်ဘောလုံးမွေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးသတင်းတွေအများအားဖြန့်ပေးသွားမှာပါပြီးလို့ရှင်နောက်ထပ်နံပါတ်3အချက်ကအရေး ကြီးတယ်ဗျာတေချာလေးလိုက်ပြီးတော့နားထောင်သေးခြင်းနဲ့ကျောအဖြစ်မှန်ကိုဒီ Facebook comment မှာမှန်မှာမဟုတ်ပါဘူးကျွန်တော်ခုနချပေးတဲ့ Telegram link လေးတဲကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ Telegram ထဲမှာလည်း post လေးတစ်ခုတင်ပေးထားပါမယ်အဲ့ post ရဲ့ comment မှာမှာအဖြစ်မှန်ကိုမှန်ပေးရမှာပါအဖြစ်မှန်မှန်ပေးရမယ့်ပုံစံလေးကကြတော့ကျောဥပမာကျော Chelsea 1 Arsenal 0ကျောဂိုးစာသွင်းမဲ့အသင်း Chelsea ဒါဒီပုံစံတိုင်းမျိုးလေးပေါ့ဒါဥပမာအနေနဲ့ကျွန်တော်ပြောပြပေးသွားတာပရိသတ်တွေခံမှန်းမယ်ဆိုလို့ရှိရင်လည်းအဲ့ပုံစ စံအတိုင်းလေးရေးပြီးတော့ဒါခံမှန်းပေးစီခြင်းပါတယ်အဲ့တော့ကျွန်တော် Telegram မှာမှတ်ပြီးွားရတာ ਨੇ ပြီးပြီလားဆိုမပြီးသေးဘူးအဲ့ brother တို့မှန်ထားတဲ့ကျော် Telegram အဖြေလေးကို screenshot ရိုက်ပြီးတော့ကျော်ခုန Facebook ပို့အောင်မှာအဲ့ screenshot လေးကိုမှန်းလိုက်ပြီးဆိုတာနဲ့ကျော်ဒါလောက်ရမယ့်အစည်းကမ်းချက်တွေအကုန်လုံးလောက်ဆောင်ပြီးသွားပြီတကယ်တကယ်သာ brother တို့အဖြေမှန်တယ်ဆိုလို့ရှိရင်ဂျာစီလက်ဆောင်ကိုဒါရရှိသွားမှာပဲဖြစ်ပါတယ်တကယ်ကိုလွယ်ပါတယ်တေချာလေး live လုပ်စေချင်ပါတယ်တကယ်တကယ်အဖြေမှန်ပြီးတော့ကျော်ဒီအစည်းကမ်းချက်နဲ့မကိုက်ညီလို့ရှိရင်တော်တော်လေးနှမျောဖို့ကောင်းတာဖြစ်တဲ့ကြောင့်မို့အစည်းကမ်းချက်လေးတွေကိုတေချာနားထောင်ပြီးတော့ live လုပ်စေချင်ပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်တော့ Chelsea နဲ့ Arsenal တို့ရဲ့ဒါ ါလန်ဒန်ဒါဘီပွဲစဉ်လေးကိုဒါ try အမြင်လေးတွေကိုဒါပွဲကြို၃၀ချက်လေးနဲ့ဒါဆက်လိုက်ရအောင် ကျောက်ချယ်ဆီအသင်းကဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာကြည့်မယ်ဆိုလို့ရှိရင်ချယ်ဆီအသင်းကဘာပြောပြောရလတ်ကောင်းနေတဲ့အထဲမှာပါတယ်။အဲ့ဒီအလားတူပဲကျောအာဆင်နယ်အသင်းကလည်းချယ်ဆီထပ်ထောင်ပို့ပြီးတော့ရလတ်ကောင်းတယ်လို့ပြောလို့ရတယ်။ကျောချန်ပီယံလိမှာလည်းအဆင့်၁ကျောပရီးမီးယားလိအမှတ်ပေးရမှာလည်းအဆင့်၁ဆိုတဲ့နေရာကိုရယူထားနိုင်တဲ့အသင်းသတင်းချယ်ဆီအတွက်ကတော့ဒီပွဲစဉ်ကခက်ခဲမှာကတော့အမှန်ပဲလန်ဒန်ဒါဘီပွဲစဉ်လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ဒါပြန်ဆိုင်မှုပြင်းထန်မှုကတော့ပြောမနေပါနဲ့တော့ကျောရိုးရိုးဒါမိနစ်ကရာသီတုန်းကဆိုလို့ရှိရင် အာဆင်နယ်ချယ်ဆီဆိုတာအမြဲတမ်းအသေးအံတူတင်ကိုတင်အမြဲတမ်းကျွန်တော်အငင်းခုံနေနဲ့ဒါရှင်ပြိုင်ကစားရတဲ့ကျွန်တော်လန်ဒန်ဒါဘီပွဲစဉ်ပေါ့ဒီနေ့မှဆိုလို့ရှိရင်လည်းကျွန်တော်ဘလောက်ထိပြိုင်ဆိုင်မှုပြင်းထန်မလဲကျွန်တော်ဒီတစ်ခေါက်ကပို့ပြီးတော့ပြီးခဲ့တဲ့ရာသီကထပ်ပို့ပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်လိုက်မယ်ဘာလို့လဲဆိုလို့ရှိရင်ဒါလက်ရှိပရီးမီးယားလိအမှတ်ပေးစရာရဲ့အဆင့်1နဲ့2ဆိုတဲ့နေရာကအသင်းနှစ်သင်းရှင်ပြိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ ို့ပြီးတော့ကျွန်တော်ပြိုင်ဆိုင်မှုပြင်းထန်လိမ့်မယ်ပို့ဆိုးတာလန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ high လိမ့်မယ်ဗျာပွဲရကျွန်တော်အခုလက်ရှိမှာအာဆင်နယ်ကချယ်ဆီကိုအမတ်ပေးစရာမှာ6မှတ်အထိဖြတ်ထားနိုင်တယ်ကျွန်တော်26မှတ်နဲ့ဒါအာဆင်နယ်ကအဆင့်1ပေါ့ချယ်ဆီကကျွန်တော်23မှတ်နဲ့အဆင့်2နေရာမှာရပ်တည်နေတယ်ဒီနှစ်သင်းမှာကျွန်တော်အခုလက်ရှိကျွန်တော်နှစ်သင်းလုံးကဖောင်ကောင်းနေတယ်ရှေ့အလယ်နောက် အာဆင်နယ်ကဘာမှအပြစ်ပြောစရာမရှိလောက်အောင်ကိုကောင်းနေတယ်အဓိကတစ်ခုရှိတာကသူတို့စီမှာ injury ကစားသမားတွေရှိနေတာလေးတစ်ခုပဲဒါ အာနေဂျာအာနေဂျာတော့မဟုတ်ပါဘူးအဲ့ဒါလေးတစ်ခုပဲရှိတာဒါတော့မှသူ့မှာဒီ injury ကစားသမားတွေမပါပေမဲ့လည်းရှေ့မှာကျော Champion League မှာ Bayern Munich ကိုဘယ်လိုကစားသွားလဲဆိုတာကြည့်ပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ Arsenal ကိုလည်းသွားပြီးတော့ injury ကစားသမားတွေရှိတယ်ဆိုပြီးတော့အထင်သေးလို့မရဘူးဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းကျုံပြန်ပြီးတော့ injury ကနေပြန်ပါလာနိုင်မဲ့ကစားသမားတွေရှိတယ် Jorgrad တို့ဘာလို့ဆိုလို့ရှိရင်လည်းဒီပွဲစဉ်မှာပြန်ပါလာလိမ့်မယ်ကျုံ Odegaard တို့ဘာလို့ဆိုလို့ရှိရင်လည်းဒီပွဲစဉ်မှာပြန်ပါလာလိမ့်မယ် Kai Havertz တယောက်ပဲဒီပွဲစဉ်မှာကျုံမပါတာ Kai Havertz တို့ Jesus ူးတို့ဒါဒီကစားသမားတွေပဲမပါတာကြံတဲ့ကစားသမားတွေပြန်ပြီးတော့ကောင်းလာနိုင်ပြီဒါမဲ့ပွဲကစားခွင့်ရဖို့မရဖို့ဆိုတာကတော့မသေးကြဘူးဒါမဲ့ဒီလိုပွဲမျိုးမှာတော့ယောဂရတ်တို့ဘာတို့ကိုတော့ပွဲထုတ်လိမ့်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ဘာလို့ဆိုတော့ ဒီရှေ့ကဘိုင်မြူနစ်နဲ့ရှေ့ကဘိုင်မြူနစ်နဲ့ပွဲမှာအာဆင်နယ်ရဲ့ကစားပုံကောင်းတယ်ဆိုပေမဲ့တိုက်စစ်မှာယောဂရက်လိုကစားသမားမျိုးရှိမယ်ဆိုလို့ရှင်သူတို့အတွက်ကပို့ပြီးတော့ဒီအခွင့်အရေးတွေပို့ရနိုင်တယ်အဲ့နေ့ကအာဆင်နယ်နိုင်သွားတယ်ဆိုတာလေတစ်ဖက်ကကျော်ဘိုင်မြူနစ်ရဲ့ဒီဆန်နာဘတ်နှစ်ယောက်ကျော်ဂျွန်သန်တာရှ်နဲ့ကျော်အူပါကာနိုနဲ့နှစ်ယောက်တောက်လျှောက်ရောင်းနေတာဖြစ်တဲ့ကြောင့်မလို့တော်တော်လေးလဲဘိုင်မြူနစ်ရဲ့ defense ကအခြေအနေစိုးနေရရှေ့ကကောင်းသလောက်နောက်ကပုံနေတော့တိုင်ပတ်တာပဲအဲ့လိုမျိုးပုံစံကချက်စီးမှလည်းအရင်နှောင်းကဖြစ်တယ်အရင်နှောင်းကဆိုတာဒီ ရာဒီမှာပဲเนาะကျော်ဆန်နာဘက်ပြဿနာချက်စီမှာလည်းဘိုင်းလိုပဲရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာချက်စီမှာဆန်နာဘက်နေရာအတွက်ကကျော်ဖိုဖာနာနဲ့ချာလိုပါတွဲလုံးကတော်တော်လေးကိုတည်ငြိမ်ပြီးတော့အမားတော်တော်နည်းလာတယ်ပြိသက်တွေသတိထားမိလားတော့မသိဘူးချာလိုပါဆိုလို့ရှိရင်ပွဲတိုင်းပွဲတိုင်းကိုတောက်လျှောက်ခြေစွမ်းပြတယ်ဖိုဖာနာဆိုလို့ရှိရင်လည်းအခုဒီရာဒီမှာသူကစားတဲ့မိနစ်တိုင်းမှာအကောင်းဆုံးပေးဆက်ပြီးတော့ကစားနေရဖြစ်တဲ့အတွက်ကြောင့်မို့ချက်စီသင်းရဲ့ဆန်နာဘက်ကလည်းအရင်ကဆန်နာဘက်နဲ့မတူတော့တဲ့ အနေထားကိုရောက်ရှိနေပြီဖြစ်တဲ့ကြောင့်မလို့ Chelsea အတွက်ကလည်း perfect ဖြစ်နေတယ်လို့ပဲကျွန်တော်ပြောရမှာပဲကြောအခုဘီအခုလက်ရှိမှာကြောနှစ်သင်းကိုကြောရှင်ကြည့်မယ်ကြောအမှန်တမ်းပြောမယ်ဆိုလို့ရှင်နှစ်သင်းကအရန်ကြီးတာနေတာမျိုးမရှိဘူးဗျာ balance ဘယ်လန့်ဖြစ်နေတယ်အဓိကတော့ကျော် Chelsea ရဲ့ကွင်းလေကလည်းကျော် Casido Anzo တွဲလုံးကလည်းတကယ်ကြောက်ဖို့ကောင်းလို့တစ်ဖက်မှာဆိုလို့ရှိရင်လည်းကျော် Odegaard Declan Rice ပဲထွက်မလားဒါမှမဟုတ် Superman Declan Rice ပဲထွက်လာမလားဒီတွဲလုံးကလည်းကြောက်ဖို့ကောင်းတယ်တိုက်စစ်စုဖွဲ့မှာဆိုလို့ရှိရင်လည်း ကျွန်တော်အာဆင်နယ်ကတိုက်စစ်မှာကြိုက်တယ်လို့ rotate လုပ်ပြီးတော့တုံးလို့ရတယ် easy martinelli trossard ကတော့နံပါတ်ဖြစ်တဲ့ကြောင့်မလို့ဒီပွဲပါခြင်းမှာပါလိမ့်မယ် easy martinelli ကျော်စာကာမာဒူဂီကျော်ယော့ဂရက် မော်ရီနိုကြိုက်တဲ့ကစားသမားကိုကြိုက်တယ်လို့ rotate လုပ်ပြီးတော့ သုံးနိုင်တယ်ကြောင့် Chelsea ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းအလားတူပဲတော့တိုက်စစ်မှာ Dilap, João Pedro, Astavo, ကျော် Nato ပြီးလို့ရှိရင် Gidan, Garnacho ပြီးလို့ရှိရင်ကျော် Anzu နံပါတ်10ကိုဝင်ကစားကောင်းလဲကစားနိုင်တယ် Chelsea မှာဆိုလို့ရှိရင်လည်းအများကြီးပဲအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်သင်းလုံးရှင်ကြီးလိုက်မယ်ဆိုလို့ရှိရင်ဘာမှအရန်ကြီးကွာနေတာမျိုးမရှိဘူးကွာတာကတခုကဘာလဲဆိုတော့ဂိုးသမားပဲဂိုးသမားနေရာမှာဆိုလို့ရှိရင်ကျော် Raya ထက် Sanchez ကအမားများတယ်ဆိုတာကတော့အမှန်ပဲကျော်ဒီနောက်ဆုံးကစားကလေး Barcelona နဲ့ပွဲမှာဆိုလို့ရှိရင်တော့ဒါသူတိတ်မဖန် န်းလို့အမှားသိမ့်မလို့ဘူးဒါပေမဲ့အဲ့ဒီကဘောပလင်းစမ်းချက်ကစားသွားတာနည်းနည်းလေးတော့ကြည့်လို့ ကောင်းတဲ့အနေအထားကိုမြင်ခဲ့ရတယ်ပေါ့ဒါပေမဲ့အဲ့လိုပုံစံမျိုးဆက်ပြီးတော့မြင်ခြင်းနဲ့ဒါပေမဲ့ကိုပေါ့ကာကွယ်မှုအဲ့လောက်ထိမလုပ်ရလိုက်ရတဲ့အတွက်ကြောင့်မလို့သူ့ရဲ့လက်ဆွမ်းအောင်တော့ဘာစီလိုနာရဲ့ပွဲမှာတေချာပြီးတော့မမြင်လိုက်ရဘူးပေါ့ကျွန်တော်ဒါပေမဲ့ဒီအာဆင်နယ်နဲ့ပွဲမှာတော့တေချာပေါ့စမ်းချက်အနေနဲ့ဒါကိုပေါ့ကာကွယ်မှုတွေပြုလုပ်ရလိမ့်မယ်ဘာလို့ဆိုတော့ဒါ easy တို့ဒါ geograph တို့ saka တို့ရဲ့ဒါကိုပေါ့ကန်သွင်းမှုတွေပြိသက်တွေတည်တဲ့အတိုင်းပဲဘယ်နေရာကန်ကန်ဂိုးတဲ့သွားနေတာဆိုတော့ကျွန်တော် easy ဆိုလို့ရှိရင်လည်းနောက်ဆုံးကစားခဲ့တဲ့မြောက်လန်နန်ဒါဘီပွဲစဉ်မှာစပါးကို ဒါမြောက်လန်ဒန်ဒါဘီပွဲစဉ်မှာเนาะအနှစ်40ကြာမြောက်လန်ဒန်ဒါဘီ ွဲစဉ်မှာပထမဦးဆုံး hat trick ရခဲ့တဲ့ဒါ easy ဒါဒီကစားသမားတွေကိုဒါ Chelsea အသင်းအနေနဲ့တတိထားရမယ်ကျော်ဒါမဲ့လည်းအရင်ကြီးတော့စိုးရင်ရလားဆိုလို့ရှိရင်တော့အရင်ကြီးတော့မစိုးရင်ရပါဘူးဒါဟိုဘာစီလိုနာမှာရမယ်လို့ကစားသမားမျိုးကိုတော့ Cucurella တို့ဒါအကောင်းဆုံးထိန်းထားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကြီးတော့မစိုးရင်ပါဘူးဒါမဲ့ကြည့်လို့ကောင်းမှာကတော့အမှန်ပဲဒီပွဲစဉ်မှာအနိုင်ရမယ့်အသင်းကပို့ပြီးတော့ကျော် Premier League အမှတ်ပေးစရာမှာဟို pressure king pressure king king နဲ့နေရာလိမ့်မယ်လို့ရှိရင်ဘာလို့ဆို Arsenal နိုင်မယ်ဆိုလို့ရှိရင်ကျော ချက်စီးနဲ့ကိုမတ်တီပြတ်သွားလိမ့်မယ်ကိုမတ်ပြတ်သွားရင်ဒါအောက်မှာမန်စီးတီးကဒီတပတ်နိုင်တယ်ဆိုလို့ရှိရင်တော့အရန်ကြီးမပြတ်ဘူးပြခုနှစ်မတ်လောက်ထိသူဖြတ်ထားနိုင်တယ်ဆိုလို့ရှိရင်တော်တော်ကြီးကိုဟုတ်နေပြီ အာဆင်နယ်နိုင်သွားမယ်ဆိုလို့ရှိရင်เนาะချယ်ဆီနိုင်သွားမယ်ဆိုလို့ရှိရင်လည်းချယ်ဆီကကျုပ်ဒီအာဆင်နယ်ကိုကျုပ်ဒီ26မတ်ဟိုက26မတ်ဆိုတော့3မတ်အကွာပေါ့3မတ်အကွာနဲ့ဆိုလို့ရှိရင်လည်းချယ်ဆီကနောက်ထပ်ပွဲစဉ်တွေမှာချယ်ဆီကတောက်လျှောက်ပွဲချောင်ပြီတောက်လျှောက်ပွဲချောင်ဖြစ်တဲ့ကြောင့်မလို့အာဆင်နယ်သာတပွဲပွဲမှာခြေချော်လက်ချော်ဖြစ်သွားခဲ့တယ်ဆိုလို့ရှိရင်ချက်စီအတွက်ကအမြဲတမ်းဒါအခွင့်အရေးကဘယ်အချိန်မှမဆိုရောက်လာနိုင်တာဖြစ်တဲ့ကြောင့်မို့ဒီနိုင်ပွဲက ဒါကြော Chelsea ရော Arsenal ရောအတွက်တကယ်ကိုအရေးကြီးတဲ့ကြော Premier League အမှတ်ပေးစရာကိုဥဆောင်နိုင်မဲ့ဒါတကယ်မဟာအခွင့်အရေးပွဲစဉ်လိုပဲမြင်နေအားကြောင့်မလို့ Anzo Masca ရော Arteta ရောသူတို့ရဲ့ကိုယ်စွမ်းညံစွမ်းရှိသမျှသူတို့ရဲ့နီးဗျူဟာတွေသူတို့ရဲ့ဒါကစားကွက်တွေကိုအကောင်းဆုံးအသုံးချပြီးတော့ဒါ London Derby ပွဲစဉ်ကိုရှင်ပြန်ကစားသွားလိုက်မယ်လို့ထင်ပါတယ်ပရိသတ်တွေအမြင်မှာဆိုလို့ရှိရင်ရောကြော Arsenal နဲ့ Chelsea ဒီ London Derby ပွဲစဉ်မှာဘယ်အသင်းကအသာရရှိသွားမယ်လို့ထင်လဲ London is blue လား London is red လား ျော်ပရိသတ်တွေရဲ့အမြင်ကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပြသကြပါဦး Chelsea သင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘောလုံးကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါဦးအဆုံးထိဝင်ရောက်ရှုပ်ကြရဲပရိသတ်တွေရောက်ချင်းစီတိုင်းကိုထူးပဲကြည့်ဦးတင်ရှိပါတယ်ကျွန်တော်ကတော့ကိုဆွဲပါ